ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်ပုံများအားဖျက်ဆီးခဲ့သူလေးဦးအားရွေးကောက်ပွဲကာကွယ်ပေးဥပဒေနဲ့ဖမ်းဆီးယူထားကြောင်းသိရပါသည်။ 2025ခုနှစ်ပါတီစုံဒီမိုကရေစီထရီရေကောက်ပွဲကျင်းပမှုကိုပြပြစီရင်ရည်ရွယ်ပြီးလူမှုကွန်ရက်ဆာမျက်နှာများမြပြည်သူဆိုင်ရာနေရာများမှာဟောပြောခြင်းပြောဆိုခြင်းစီယုံလှုပ်ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နှောက်ယှက်ဟန်နာဖျက်ဆီးခြင်းများရေကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များအားထိခိုက်ပျက်စီးအောင်နှောက်ယှက်ဟန်နာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီထရီရေကောက်ပွဲများကိုနှောက်ယှက်ဟန်နာခြင်းမှာကကွယ်ပေးရေးဥပဒေနဲ့အညီထိရောက်စွာရေး ေးယူဆောင်လျက်ရှိကြောင်းသိရပါသည် အဲ့လိုဆောင်းလျက်ရှိရာနိုဝင်ဘာလ14ရက်နေ့နက်3နာရီ9မိနစ်အချိန်မှာတင်ငင်းကျုံမြို့မှာရဲစခန်းမှာတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းခွဲဟာနေမြေတွင်လှည့်ကင်းဆောင်ရွက်နေစဉ်ရုံနိုင်ဒေသကြီးတင်ငင်းကျုံမြို့နယ်၄တောင်ကန်ရက်ကွက်၄တောင်ကန်လမ်းနှင့်ဥပါဟန်လမ်းတောင်ရှိပန်းချံမှာစိုက်တူထားတဲ့ပြည်တော်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဆိုင်ဖို့တခုဘူကန်မြို့ရက်ကွက်ရှိ၄တောင်ကန်လမ်းနဲ့ဇဘူဒိတ်လမ်းတောင်မှာစိုက်တူထားတဲ့ပြည်သူ့ပါတီဆိုင်ဖို့တခုသူမင်္ဂလာရက်ကွက်ရှိ၄တောင်ကန်လမ်းနဲ့သူမင်္ဂလာလမ်းတောင် ဇဝနလမ်းဆောင်မှာစိုက်တူထားတဲ့ပြည်သူပါတီဆိုင်မို့တခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်မို့တခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းသတင်းရပါတီဆိုင်မို့များဖျက်ဆီးခဲ့သူများအားဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်ပုတ်များအားဖျက်ဆီးရဲ့ပြည်မှုကျွလုံရမှာပါဝင်သူတင်ငင်းကျုံမျိုးနယ်ရန်အောင်ရက်ကွက်နေရွှေလင်းဦး20နှစ်နဲ့ဘိုကန်ညွတ်ရက်ကွက်နေခိုင်မင်းကို20နှစ်တို့နှစ်ဦးအား၎င်းတွေတနက်3နာရီ10မိနစ်အချိန်မှာအခင်းဖြစ်နေရအနီးဦးဆန်ဖေးရက်ကွက်ဘင်းအောင်လမ်းမှာ၎င်းရန်အောင်ရက်ကွက်နေသူများဖြစ်ကြတဲ့စွမ်းထက်အောင်19နှစ်အားနနက်4နာရီ5မိနစ်အချိန်မှာရန်အောင်ရက်ကွက်ရန်အောင်လမ်းမှာရှိတဲ့၎င်းရဲ့အတော်ဖြစ်သူနေမှာ၎င်းချက်လင်းကို28နှစ်အားနနက်5နာရီအချိန်မှာဘိုကန်ညွတ်ရက် က်ကွက်ဇဘူကျက်တရေဆောင်လမ်းမှာရှိတဲ့၎င်းရဲ့အသီးဖြစ်သူနေအိမ်မှ၎င်းအသီးဒီဖန်စီယမိခဲ့ကြောင်းသိရပါသည်။ အဲဒီလိုလွှတ်တော်ကိုယ်စားလှယ်လောင်းများအားဥပဒေနဲ့အညီမဲဆွယ်စည်းရုံးကြီးမပြုတ်နိုင်စေရန်စိုက်ထူထားတဲ့ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆဲဖို့များအားဖျက်ဆီးပြီးချင်းကြောင်ဟန်တားခြင်းများပြုလုပ်ခဲ့သူချက်လင်းကိုပါလေးဦးအားတင်ငန်းချုပ်မြို့မရေစခန်းပါ239မြင်းဆောင်2025ပါတီစိုဒီမိုကရေစီထူထူရေကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကကွယ်ပေးဥပဒေပုံမှ၂၄ကကြီးနေအမှုဖွင့်ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်